မြန်မာနေဦးခရိုနီကယ်ဇွန်လ23ရက်မြင်ကွင်လူမျိုးစုလက်နက်ကိုင်အဖွဲ့များကြားပြည်ပခနဲ့ရှမ်းပြည်နယ်ခုရက်ပိုင်းမှာရှမ်းဟီရော့အေဂျင်စီမှဖော်ပြခဲ့တဲ့သုံးသက်ချက်သတင်းဆောင်ပါတပုတ်ဖြစ်တဲ့ Partial Inner Ethnic Conflict Resolution in Shan State မှာတိုင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကြားပြည်ပခကိုတစိမ့်တပိုင်းအဖြေရှာလာကြတာကို နိုင်ငံရေးသုံးသက်သူဆိုင်းဝမ်ဆိုင်ကတင်ပြထားတာတွေ့ရပါတယ်။ သူ့ရဲ့ဆောင်းပါးမှာလက်တလောဖြစ်ပေါ်တိုးတက်မှုသတင်း၃ခုကိုမိမောင်းထိုးပြခဲ့ပါတယ်။ကုကံလက်နက်ကိုင်နဲ့ SSPP SSA ရှယ်လက်နက်ကိုင်တပ်တို့အကြားဆွေးနွေးပွဲမှာအတိုင်းအတာတစ်ခုထိပြည်လည်မှုရရှိတဲ့သတင်း။ချင်းညီနောင်အဖွဲ့ပြောဆိုချက်တစ်ခုမှာလူမျိုးအခွင့်အရေးနဲ့နေမြေပိုင်ဆိုင်မှုဆိုင်ရာအငင်းပွားမှုတွေကိုဆရာနာရှင်စနစ်ဖိရှားနိုင်တဲ့အထိရွှေ့ဆိုင်ထားမယ်လို့ပြောဆိုချက်အဲ့ဒီအချိန်ကာလကြာရင် နိုင်ငံရေးနှီးလန်းနဲ့ဖြည့်ရှင်းမယ်ဆိုတဲ့သတင်းနောက်ဆုံးသတင်းတစ်ပုဒ်က BBLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့တင်နန်းစင်ပွဲသတင်းမှာ NUGPDF နဲ့ TNL ဒေသန္တရကာကွယ်တပ်ဖွဲ့များပူးပေါင်းပါဝင်လာတဲ့လက္ခဏာတွေတွေ့မြင်ရတဲ့သတင်းတွေလို့စောင်းပေါ်ရှင်ကတင်ပြထားတာတွေ့ရပါတယ်။တိုင်းသားလက်နက်ကန်အဖွဲ့အချင်းချင်းကြားနေမြေစိုးမှုမှုပြဿနာကားလမ်းတွေမှာဂိတ်ဖွင့်ပြီးအခွန်ကောက်တာမြို့တွေရွာတွေမှာပိုင်ဆိုင်မှုနဲ့အသက်မွေးဝမ်းကြောင်းပေါ်မူတည်ပြီးအခွန်ကောက်ခံမှုတွေလို့ အခွန်ကောက်ကောက်ခံမှုနဲ့ပတ်သက်လို့မကြေလည်မှုတွေလိုမျိုးလက်နက်ကင်အဖွဲတဖွဲကထိန်းချုပ်ထားတဲ့နေမြေလှုပ်ရှားနေတဲ့နေမြေတွေထဲမှာစစ်မှုရန်ဆင့်ခေါ်တဲ့ကိစ္စလိုမျိုးတွေကတိုင်းရင်းသားလက်နက်ကင်အဖွဲတွေအချင်းချင်းကြားပဋိပက္ခဖြစ်ပေါ်စေတဲ့အခြေခံတောင်းရင်းတွေဖြစ်ပါတယ်ဒီလိုဖြစ်ရက်တွေကလူမျိုးစုအစုံမိတင်းနေထိုင်ကြတဲ့ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပွားနေတာဖြစ်ပါတယ်ဒီပြဿနာတွေကအခုလိုကာလကြမှာဖြစ်ပွားလာတာတော့မဟုတ်ပါဘူးလက်နက်ကင်တော်လှန်ရေးတပ်တန်းတလျှောက် အခါအားလျော်စွာဖြစ်ပွားလေးရှိပေမဲ့2021ခုနှစ်ဆီယနာသိမ်းမှုအပြီးတိုင်းရင်သားလက်နက်ကိုင်တပ်တွေရဲ့အင်အားကြီးမားလာခြင်းပြည်မစစ်တပ်ကသိမ်းယူထားတဲ့နယ်မြေတွေကိုတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေကသိမ်းယူလာနိုင်ချိန်မှာရီမန်းချက်အကျိုးစီးပွားခြင်းပြိပခါဖြစ်တဲ့အခြေအနေမျိုးရောက်ရှိလာကြတာဖြစ်ပါတယ်။အထူးသဖြင့်တစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမလိုင်းနဲ့ဒုတိယလိုင်းတို့စင်နွေးပြီးနောက်မှာရှမ်းပြည်နယ်မှာလက်နက်ကိုင်တပ်တွေရဲ့နေမြေစိုးမိုးမှုမြေပုံတိသာစွာပြောင်းလဲခဲ့ပြီးနောက် တစ်တုံညာနှစ်ခုဆစ်စင်ရေးမှမပါဝင်တဲ့တိုင်းသာလက်နက်ကိုင်အဖွဲ့အချို့နဲ့ပေါင်ဝင်ဆင်နွှဲခဲ့တဲ့မြောက်ပိုင်းညီနောင်လက်နက်ကိုင်အဖွဲ့အချို့ကြားအဖြစ်ပြက်တချို့မှာမြောက်ပိုင်းညီနောင်လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြအတီပါအောက်ခြေတပ်ဖွဲ့တွေအကြပုတ်တိုက်မှုပြစ်ခတ်မှုတွေရှိခဲ့ကြတာဖြစ်ပါတယ်။အထင်ရှားဆုံးနဲ့တကြိမ်မကပုတ်တိုက်မှုတွေရှိခဲ့တဲ့အဖွဲ့တွေကတော့ SSPP SSA နဲ့ MNDA အကြပြည်ပခါနဲ့ KIA နဲ့ DNLA အကြဖြစ်တဲ့ဖြစ်ပါတယ်။ ခုရပိုင်းတွဲမှာလည်း TNL နဲ့ SSPP SSA အကြားလက်နက်ကိုင်ပဋိပက္ခဖြစ်ရတဲ့ခုရှမ်းမြောင်မုံမိတ်မြို့နယ်ထဲမှာဖြစ်ပွားခဲ့ပြန်ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလအတွင်းစစ်ကောင်စီထိန်းချုပ်ထားတဲ့နေမြေတွေမြို့တွေရွာတွေကိုစစ်အင်အားအလုံးရင်းနဲ့တုံးပြီးအရှိယုံနဲ့တပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြရမှာအောင်မြင်ခဲ့တဲ့နေမြေတွေရဲ့စိုးမိုးအုပ်ချုပ်ခွင့်ထိစပ်နေတဲ့နေမြေတွေမှာတခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့အငင်းခုံဖြစ်မှုတွေက ခုကာလတွေမှာနေရာတော်တော်များများဖြစ်ပွားလာတဲ့သဘောလေးဖြစ်ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရဲ့အရှိန်ဟုန်ကိုတရုတ်နိုင်ငံကစီးပွားရေးကုန်သွယ်ရေးမဟာဗျူဟာမြောက်ကုန်စည်တွေကန့်တက်တာတန်တမန်ရေးနီလန်စတဲ့နီးမျိုးစုံသုံးပြီးဇက်တက်ခေရမှာ MNDA ကလာရှုပ်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ရတဲ့အဖြစ်ကတိတာထင်ရှားတဲ့ဂငယ်ကွေတပွဲဖြစ်စေခဲ့ပါတယ်။ဒီနေ့ထားမှာတိုင်းဒါလက်နက်ကိုင်အဖွဲ့တွေအနေနဲ့စစ်ကောင်စီကိုအပီးတိုင်းအနိုင်ယူရေး မန္တလေးနေပြည်တော်တည်တင်းယူရေးဆိုတဲ့ရီမန်းချက်တွေကိုခဏထားပြီးစစ်ကောင်စီတပ်တွေပြန်လည်တင်းယူနိုင်ခြင်းမရှိတဲ့နေမျိုးတွေမှာဘယ်အဖွဲ့တွေကအုတ်ထုတ်ခွင့်ထိထုတ်ခွင့်ရတဲ့တလဲဆိုတဲ့မိကွန်ကအ धिक ကြတဲ့မိကွန်ဖြစ်လာနေတာပါစီအီအရာတိုက်ခိုက်တင်းယူထားတဲ့လက်နက်ကိုင်အဖွဲ့ကအသက်တွေလက်နက်ခဲယမ်းတွေနဲ့ရင်းနှီးတိုက်ယူထားတာမျိုးအုတ်ထုတ်ခွင့်ရှိတယ်ဆိုတဲ့အယူဆနဲ့အစံလာရနေထိုင်တဲ့လူမျိုးအချို့စားရအုတ်ထုတ်တဲ့နေဆိုတဲ့အယူဆအကြား ပဋိပက္ခဖြစ်လာကြတာဖြစ်ပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံဧရိယာစုစုပေါင်းရဲ့၄ဘုံတဘုံများရှိတဲ့ရှမ်းပြည်နယ်မှာတိုင်းရင်းသားလူမျိုးစုတရာစင်နီးပါးနေထိုင်ကြတာဖြစ်ပါတယ်။လူဦးရေအများမများတဲ့လူမျိုးစုတွေလည်းရှိသလိုလူဦးရေများတဲ့လူမျိုးစုတွေအနေနဲ့ကြည့်ရင်ရှမ်းပအိုပလောင်ဝကိုကန်လာဟုလီစုဒနုတောင်ရိုးအင်းသားတို့ဖြစ်ပြီးအဲ့ဒီအထက်ရှမ်းပအိုဝပလောင်ကချင်နဲ့ကိုကန်တို့မှာစေစုနှစ်ချီလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့ကြပြီး ထိမ့်ချုပ်စိုးမိုးနယ်မြေတွေရှိခဲ့ကြတာဖြစ်ပါတယ်။ဒီသမိုင်းနောက်ခံအနေအထားမှာတိုင်းသားလူမျိုးစုအဖို့တန်းတူညီမျှမှုကိုယ်နယ်မြေယဉ်ကျေးမှုလူမျိုးစုထိမ့်သိမ်းရေးတွေကဒီမိုကရေစီရေးနဲ့တန်းတူဒါမှမဟုတ်ပိုအရေးကြီးတဲ့အရာတွေလို့ရှုမြင်ကြတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။2021ခုနှစ်ဆီယနာသိမ်းမှုအပြီးနေဦးတော်လိုင်းကတိုင်းသားလူမျိုးစုတွေဆီယနာရှင်စနစ်အောက်ကလွတ်မြောက်ရေးနဲ့ဒီမိုကရေစီအရေးကိုအားကောင်းလာအောင် ဖြစ်စေခဲ့တာမှန်ပေမယ့် လူမျိုးစုလွမြောက်ရင်းနဲ့တွဲလျက်ပါရှိနိုင်တဲ့စစ်အင်အားကိုအပြုတဲ့အစွန်းရောက်တဲ့အမျိုးသားရဲ့အယူအဆနဲ့လူမျိုးကြီးဝါရအယူအဆတွေကိုလည်းဖေရှားနိုင်မှာ Federal Democracy ပြည်အောင်စုစီရောက်ရှိနိုင်ကြမယ့်အနေအထားဖြစ်ပါရဲ့ရှင်။